လောကကြီးပျက်စီးချိန်တန်ပြီဆိုလို့ရှိရင်တဲ့လူတွေဟာနိလအမတွေကိုအမှန်ထင်တတ်ကြတယ်တဲ့အာဒီကနေ့ခနဲ့တိတ်ကြိုက်နေတယ်ဒီတာလောကကြီးပျက်စီးတယ်ဆိုတော့ကလူမိုက်ကြောင့်တာလင်းပျက်စီးတယ်ပညာရှိလူတွေမှာကြောင့်ဘယ်တော့မှမပျက်စီးပါဘူးဒါဆိုလို့ရှိရင်လူမိုက်ဆိုတာပါလေလူမိုက်ဆိုတာသုံးစိမ့်တိတာစိမ့်တီမကောင်းတာတွေကိုတွေးတယ် မကောင်းတာတွေကိုပြောတယ်မကောင်းတာတွေကိုလုပ်တယ်ပြီးလို့ရှိရင်သူ့ကိုမင်းလုပ်တဲ့အရာကမှားနေတယ်မင်းပြောတာကမှားနေတယ်မင်းကြံတာကမှားနေတယ်သူပြောရင် သူကသိသိုးပါအဲ့ဒါလူမိုက်ပဲအဲ့ဒီဂုံရင်ကနေပြတဲ့လူမိုက်တွေကြောင့်တည်းဒီလောကကြီးကပြတိနေတာဖြစ်ပါတယ်ဒီလောကကြီးကပြတိနေတာလူမိုက်ကြောင့်ဖြစ်ပါတယ် လူလိမ္မာကြောင့်ဘယ်တော့မှမပျက်စီးပါဘူးတိဗ္ဗံပညာပေါ်တာတိတ်ကောင်းတယ်တိုးတော့အဲ့ဒီတိဗ္ဗံပညာကိုလူလိမ္မာထံကိုမရောက်ဖဲနဲ့လူမိုက်ထံကိုရောက်မှဆိုလို့ရှိရင်ဒီကဘာကြီးကဒီလောကကြီးကကြောက်စရာကောင်းအောင်အောင်ပျက်စီးပါလိမ့်မယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ကဒီအတ္တပညာကိုသူတို့ကမကောင်းတဲ့နေရာမှာအတုံးချတာဖြစ်တယ်။မကောင်းတဲ့နေရာမှာအတုံးချတာဖြစ်တယ်။ နော်ဒါကြောင့်သူပေါ်လို့သိပ္ပံပညာပေါ်လို့သူတွေကကျိုးပန်းဆိုင်ရမှာတိုးတက်တော့လဲသိပ္ပံဆိုင်ရမှာအရန်ကိုချွတ်ရင်းချွတ်ချော်နေပါတယ်မိုင်းပေါင်းစရာတော့ you for တဲ့အချစ်ကြီးလေးဒုက္ခကြီးလေးအချစ်နဲ့လေးဒုက္ခနဲ့လေးဆိုတာကို မျှဝေပေးခြင်းပါအဲ့ဒီအချစ်ဆိုတာဘာလဲဆိုလို့ရှိရင်ကိုယ်တာတပိပေါ်မှာချစ်တဲ့ ကိဟတိတပီမာလို့ခေါ်တဲ့အိနိုင်မိတဲ့အချစ်ပေါ့တဲလန့်ချင်းပေါ့အဲ့ဒီအချစ်ကြီးတွေဒုက္ခကြီးတွေအဲ့ဒီအချစ်နဲလေဒုက္ခနဲလေပဲနော်တာသမီးကိုချစ်တဲ့ချစ်ကပူလောင်ပါလေတာသမီးကိုထားတဲ့မေတ္တာကအေးမြပါလေနော်မေတ္တာနဲ့တဏအချစ်နဲ့မတူပါဘူးပြီးတော့အာယုံ၅ပါးပေါ်မှာချစ်တဲ့အချစ်တွေတွေ့တာတဲ့အချစ်တွေ ကြည်လေအချစ်ကြီးလေနော်ပြီးကြရင်အာယုံဒါရ6ပါးမှဖြစ်တဲ့တဏှာကြီးတဲ့အချစ်ကြီးလေးပဲနောက်တစ်ခုကကြတော့အဲကာမဂုဏ်အာယုံ5ပါးမှတွေ့တာတဲ့စိတ်ကြီးလေးအချစ်ကြီးလေးတွေ့တာတဲ့စိတ်နဲ့လေဒုက္ခနဲ့လေနောက်တစ်ခုကကြတော့ဝိထုကာမကိရိတကာမပမာတွေ့တာတဲ့စိတ် ြီးလေအချစ်ကြီးလေအချစ်ကြီးလေဒုက္ခကြီးလေပါပဲနော်အဲ့ဒီအချစ်တူတာကကျတော့လူလဲခေါ်ရရတယ်ပြီးရင်အာယုံ၅ပါးအာယုံ၅ပါးလူလဲခေါ်ရရတယ်ပြီးရင်ကာမဂုဏ်၅ပါးလူလဲခေါ်ရရတယ်ပြီးရင်ဝိထုကာမကိလေသာကာမအဲ့ဒီအရာလဲခေါ်ရရတယ်အဲ့ဒီအရာပေါ်မှာတွေ့တာတဲ့စိတ်အချစ်ကြီးလေဒုက္ခကြီးလေပဲအဲ့ဒီအရာဒီပေါ်မှာတွေ့တာတဲ့စိတ်နဲမယ်ဆိုလို့ရှိရင်ဒုက္ခနဲလေပါ ဒါရှိရင်ဒါဖြစ်တယ်ဒါမရှိရင်ဒါမဖြစ်တော့ဘူးတခါတော့ကဝိတာခာကြီးကသူ့မိလေးသုံးပါသွားလို့ငိုတာငိုဝိဒနနဲ့ဖျားတိရသွားတယ်ဖျားတိရသွားတဲ့အခါမှာဘာကြောင့်ငိုလာလဲဆိုမေးမေးတယ်မေးတယ်ပေါ့ဘုရားကနေပြီးတော့တပိတော့မိမလေးသုံးသွားလို့ပါတဲ့အဲ့ဒီအခါမှာမေတ္တာပြောင်းဝိတာခာ တာဝတိမှာလူဘယ်နှယောက်ရှိတယ်လဲ9ကလေးပါဖြစ်9ကလေးပါဖရားတဲ့လူတွေဘယ်တော့တည်တယ်နေတိုင်းတည်ပါတယ်တဲ့အကယ်၍တာဝတိတမျိုးလုံးကတင့်ပြီဆိုလို့ရှိရင်တင့်လို့ခြင်းမာလာလို့ခြင်းမာပေါ့ဖရားတဲ့ဒါဆိုလို့ရှိရင်တင့်နေတိုင်းကိုဝမ်းမာပေါ့နော်သူတို့မှာဝိဒါခါကြီးကနားလေသဘောပေါက်သွားတယ်နော်ပြောချင်တာကကိုဒီမှာတွေ့တာတဲ့အရာတွေချစ်တဲ့သိတဲ့ချစ်တဲ့သိတဲ့ရှိလေး ဖြစ်တဲ့အရာတွေရှိလေဒုက္ခကြီးလေပါပဲမိုင်းမုန်းဆက်တော်ကြီးကိုဘယ်လိုမြင်လဲဆိုပြီးတော့လာမေးထားပါတယ်ဥပမာဗုဒ္ဓဘာသာမှာကဂိုင်းခွဲတွေများပေမဲ့အဲ့ဒီဂိုင်းခွဲကိုအချုပ်ခွဲလိုက်မယ်ဆိုလို့ရှိရင်နံပါတ်1ထေရဝါဒနံပါတ်2မဟာယာနနံပါတ်3ဝဇိတယာနဗုဒ္ဓဘာသာဆိုပြီးတော့ဗုဒ္ဓဘာသာ၃မျိုးရှိပါတယ်မိုင်းမုန်းဆက်တော်ကြီးက ထေရဝါဒထဲမှာတော့မပါဘူးတတော်ကြီးသင်မြန်းတဲ့ဝတ်စင်တဲ့အရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်ထေရဝါဒတော့မဟုတ်တော့ဘူးမဟာယာနဟုတ်ရင်ဟုတ်မဟုတ်ရှိရင်ဝတိရယာနတကူရှိတာကသူတို့ရှမ်းပြည်နယ်နယ်စပ်ပိုင်းတွေရဲ့ရည်ရင်းမှုတွေအကြောင်းတွေကထည့်သွင်းဖို့လိုတာပေါ့နော်ထည့်သွင်းဖို့လိုတယ်တို့တော့ဆရာကြီးကတမထတာပေါက်လိမ့်မယ်ထင်တယ် တမထလမ်းနေပါလေ။ဒါကြောင့် तू ကတခုခုရှာတာဖြစ်လိမ့်မယ်။တမထပေါက်ထားလိမ့်မယ်။ तू ရန်နာဟုတ်မဟုတ်တော့ဥဒ္ဓနုရယ်မသိဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဥဒ္ဓနုပုရုသေအနယ်ကတောဒပန်တကရကနာကရန်နာအရာကိုမသိနိုင်ပါဘူး။ဒါကဥဒ္ဓင်းမြင်တဲ့အမြင်ကိုမျှော်ပြပေးတာဖြစ်ပါလေ။